မိုင်ဆော့ပိတန်လုံးမင်္ဂလာပါကျွန်တော်နိုင်ငံကပွဲစဉ်တွေအပြီးမှာပြန်လာမဲ့ပြီးမြောက်လေးပွဲစဉ်၈မှာတော့ Manchester United အသင်းနဲ့ Liverpool အသင်းတို့ထိတ်တိုက်တွေ့ဆုံနေတဲ့ England Derby ပွဲကြီးပွဲကောင်းကတော့ပိတ်သက်ကိုစောင့်မြုံနေပြီလည်းဖြစ်ပါတယ်ပြီးမြောက်လေးလက်ရှိ Champion Liverpool အသင်းကတော့နောက်ပိုင်းပွဲတွေမှာရလဒ်တွေဆိုးရွားနေတာကြောင့် United အသင်းနဲ့ပွဲစဉ်မှာတော့နိုင်ပွဲရရှိအောင်စွမ်းဆောင်နိုင်ဖို့အတွက်ပြစ်မှတ်ထားနေတာဖြစ်ပြီးတော့ United အသင်းကလည်းကျွန်တော်နိုင်ပွဲဆက်နိုင်ဖို့အတွက်ရည်မှန်းထားနေတာဖြစ်တာကြောင့်ဒီပွဲကတော့တော်တော်လေးကိုစိတ်ဝင်စားစောင့်ကြည့်ရမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်ဒီပွဲကိုကျွန်တော် October 19ရက်ည10:00နာရီချိန်ကျွန်တော်တို့လီဗာပူးသင်းရဲ့အိမ်ခွင်းအန်ဖီခွင်းမှာရှင်ပြိုင်သွားမှာလည်းဖြစ်တယ်။အဲ့တော့ဒီပွဲနဲ့ပတ်သက်တဲ့ပွဲချိုအချက်အလက်အချို့ကိုကျွန်တော်ပြောပြပေးခြင်းပါတယ်။ဒီနေ့သင်းနောက်ဆုံးရှင်ပြိုင်ထားတဲ့ပြီးများလေးပွဲစဉ်တွေအကြောင်းကိုကျွန်တော်ပြောပြပေးခြင်းနဲ့ လီဗာပူးတင်ကတော့ကျွန်တော် SD Bao ရဲ့နောက်ကျဂိုးနဲ့ချက်စီအတင်းကိုနှစ်ဂိုးတစ်ဂိုးနဲ့အရင်းနှိပ်ထားပြီးတော့ United အတင်းကတော့ Sunderland အတင်းကိုနှစ်ဂိုးဂိုးမရှိနဲ့အနိုင်ရတာဒါလည်းဖြစ်တယ်။လီဗာပူးတင်ကတော့ဒီရှုံးပွဲကြုံတွေ့ခဲ့ရတာကြောင့်ပဲအဆင့်တစ်နေရာကနေကြာဆင်းခဲ့ရတာဖြစ်ပြီးတော့ကျွန်တော် United အတင်းကတော့နိုင်ပွဲရယူထားနိုင်ခဲ့တာကြောင့်နီးပြအာမော်ရင်တက်တော့အနေငယ်ဖိအားတွေရောသွားစေခဲ့တာလည်းဖြစ်ပါတယ်။ လီဗာပူးသင်းကြောင်းကိုကျွန်တော်စပြီးတော့ပြောချင်တယ်လီဗာပူးသင်းကတော့ဒီအာဒီမှာသူတို့ရဲ့ခြေစွမ်းပိုင်းကတော့ကောင်းမွန်မှုမရှိသေးဘူးပွဲတိုင်းမှာကျွန်တော်တို့ဂိုးရဖို့အတွက်ရုန်းကန်နေရတာဖြစ်ပြီးတော့ပွဲပြီးဆုံးကန်ဒီမှာကျွန်တော်တို့ရရှိခဲ့တဲ့ဂိုးတွေကြောင့်သာအနိုင်ရလက်တွေရရှိအောင်စွမ်းဆောင်ထားနေတာလည်းဖြစ်တယ်ဒါပေမဲ့လည်းကျွန်တော်နောက်ဆုံးကစားထားတဲ့ပြီးများလေးပွဲစဉ်2ပွဲနဲ့ပြိုင်ပွဲစုံ3ပွဲစတိုက်မှာတော့အရေးနှိပ်ထားတာကြောင့်တော်တော်လေးကိုအခြေအနေဆိုးရတဲ့အခြေအနေကိုရင်ဆိုင်နေရတာလည်းဖြစ်ပါတယ် နွေရာသီမှာခေါ်ဥထားတဲ့ကျွန်တော်တို့ကစားသမားအတွက်တွေဖြစ်တဲ့ Florian Bay Eastern နဲ့ Prince Bang တို့အသင်းနဲ့အံဝင်နိုင်ဖို့ရုန်းကန်နေရတာကလည်းရလက်ကောင်းတွေရဖို့ခက်ခဲနေရလဲဖြစ်တယ်။ Liverpool အသင်းနေနဲ့ United အသင်းနဲ့ပွဲစဉ်မှာရလက်ကောင်းရယူဖို့အတွက်လိုအပ်နေပြီးတော့ရလက်ကောင်းမရခဲ့ဘူးဆိုလို့ရှိရင်လည်းအဆင့်ရက်တည်မှုကထပ်ပြီးတော့ကျဆင်းသွားနိုင်တဲ့အခြေအနေမျိုးမှာလည်းရှိနေရလဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ United အသင်းနဲ့ပွဲစဉ်မှာရလက်ကောင်းရအောင်ဘယ်လောက်ထိ Liverpool အသင်းနေနဲ့စွမ်းဆောင်နိုင်မလဲဆိုတာကလည်းကျွန်တော်တို့အတူစောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။ ယူနိုက်တက်အတင်းကတော့ဒီယာဒီမှာလည်းနီးပြအာမိုရင်လက်ထက်မှာတင်ချိန်နဲ့ခြွေစမ်းပိုင်းပျောက်ဆုံးနေစေဖြစ်ပြီးတော့ရုန်းကန်နေရစေဖြစ်ပါတယ် နောက်ဆုံးကစားရတဲ့စန်တာလန်အတင်းကိုအနိုင်ရရှိခဲ့တဲ့ဆိုပေမဲ့လည်းခြေစွမ်းပိုင်းကတော့အားရစရာကောင်းမွန်တဲ့အခြေအနေမှာတော့ရှိနေတာတော့မဟုတ်ပါဘူး။ယူနိုက်တက်တင်ရဒီယာဒီအိမ်ကွင်းပွဲတွေမှာသာနိုင်ပွဲရယူထားနိုင်တဲ့အချိန်မှာပဲကျွန်တော်တို့လီဗာပူးအတင်းရဲ့အိမ်ကွင်းမှာတွားရောက်ကစားရမယ့်ပွဲကသူတို့အတင်းအတွက်တော့ကြီးမားတဲ့စိန်ခေါ်မှုဖြစ်မှာတော့အသေးကြပဲ။အဲ့တော့လီဗာပူးအတင်းရဲ့ပွဲစဉ်မှာသာရလက်ကောင်းရကျင်နေဆိုလို့ရှိရင်တော့ယူနိုက်တက်အတင်းအနေနဲ့ပုံမကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကိုပြတ်တနိုင်မှုလိုအပ်နေရလေဖြစ်တယ်။ဒီပွဲဟူတာယူနိုက်တက်အတင်းအနေနဲ့အနိုင်ရခဲ့မယ်ဆိုလို့ရှိရင်လည်းအမှတ်ပေးစရာအထက်ပိုင်းကို နည်းနည်းလေးတက်လန်းလာနိုင်မှာလည်းဖြစ်ပါတယ်ဒီနှစ်သိန်းနောက်ဆုံးထိတိုက်တွဲဆုံထားတဲ့အခြေအနေတွေကိုလည်းပြောပြပေးခြင်းနဲ့နှစ်သိန်းနောက်ဆုံးထိတိုက်တွဲဆုံထားတဲ့၄၀ချိန်မှာလီဗာပူးအသင်းက၁၄ချိန်နိုင်ရထားတယ်မန်ချက်စတာယူနိုက်တက်အသင်းက၁၆ချိန်နိုင်ရထားပြီးတော့တရီရလက်က၁၇ချိန်နဲ့ထွက်ပေါ်ထားရလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီကျွန်တော်တို့လီဗာပူးအသင်းအိမ်ကွင်းမှာတော့မန်ချက်စတာယူနိုက်တက်နဲ့လီဗာပူးအသင်းတို့က တဖက်နှစ်ဂိုးစီနဲ့တရေကျထားတာလည်းဖြစ်ပါတယ်။ပြီးများလေအင်ကွင်းပွဲစဉ်တွေမှာလီဗာပူးအသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုအေးမနေခဲ့တာက2016ခုနှစ်ဇန်နဝါရီလပွဲစဉ်မှာရှုံးနေပြီးကြတဲ့ကအခုချိန်ကြီးရှုံးနေထားခြင်းမရှိသေးပါဘူး။ လီဗာပူးကဒီအာဒီကျွန်တော်တို့သူတို့ရဲ့အန်ဖီကွင်းမှာရလက်ကောင်းတွေရတာလို့မန်ချက်စတာယူနိုက်တက်အသင်းကိုဖိအားပေးပြီးတော့ကစားသွားမှလည်းဖြစ်တယ်ဒီပွဲကနှစ်သင်းစလုံးအတွက်ကျွန်တော်တို့အမားခံလို့မရတဲ့ပွဲစဉ်ဖြစ်ပြီးတော့နှစ်သင်းစလုံးရလက်ကောင်းရယူနိုင်မှုအတွက်အကောင်းဆုံးပုံစံနဲ့ကြိုးပမ်းသွားရမယ်ပွဲစဉ်လည်းဖြစ်ပါတယ်လီဗာပူးတင်းကတော့ဒီအာဒီအန်ဖီကွင်းမှာရလက်ကောင်းတွေရထားတဲ့အခြေအနေရှိတာကြောင့်ယူနိုက်တက်အသင်းကိုဖိအားပေးပြီးတော့ကစားသွားမှဖြစ်တယ်မန်ချက်စတာယူနိုက်တက်အသင်းကတော့ခံစစ်ကနေပြီးတော့တံပြန်တိုက်စစ်ကနေတွင်းကိုရရှိဖို့အတွက်စူးစမ်းသွားမှလည်းဖြစ်ပါတယ်ဒီပွဲနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်နှစ်သင်းဆုံးရဲ့တွင်းကိုးတွေကိုမြင်တွေ့ရနိုင်ပြီးတော့လီဗာပူးအသင်းကတော့အနိုင်နဲ့တည်ရရလက်ရရှိအောင်စွမ်းဆောင်သွားနိုင်မယ်လို့တော့မြင်မိတယ်။ပိတ်သက်ကြီးနေတော့ဘယ်လိုမြင်လဲဆိုတော့ comment မှာဝင်အောင်ဆွေးနွေးသွားလို့ရပါတယ်။